ကျင်းတ်တာပေါ့တမီးရဲ့တမီးလေးရောချိမလေးရောตาရောလှတဲ့အတွက်ကိုအရင်ကျင်းတ်တယ်ပီတိတွေဖြစ်တယ်အရင်လဲဝန်တာတယ်ပေါ့အဲ့ဒါတော့ဟုတ်တယ်တမီးရဲ့ရွှေစစ်ကတော့မှန်တာပေါ့နော်ဘယ်နှပိတ်တာလို့အရင်မသိဘူးပေါ့နော်ပြီးတော့လက်က ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ရွှေနဲ့လှုပ်ထားတယ်အဲ့ဒါအန်တီကိုနိုက်ကရာဇန်နီယာအဲ့ဒါလေးအန်တီကကြည့်ယူတော့ပီတီတွေဖြည့်ယူတော့ဝန်နဲ့တအားတာလာပါတော့ထိုင်ပြီးတော့ပေါ့နော်ဒေါ်ဂီတတ်ချင်းဆိုလို့ရှိရင်တော့ဒီကနှစ်ပေါက်ကတော်တဲ့ချင်းလေးမှာအန်တီအရမ်းပဲပီတီဖြစ်တယ်ဝန်နဲ့တအားတယ်ပေါ့နော်ပီတီမြည့်ရည်ပီတီမြည့်ကြတာအန်တီပေါ့နော် မ်းလဲပျော်တယ်ပီတိလဲဖြစ်တယ်ကြည်လဲကျေနပ်တယ်ဟုတ်ကဲ့ပါကိုယ့်ရဲ့ဒါဘောနော်ရွှေရောင်လေးနဲ့လှနေတဲ့မင်္ဂလာသတို့သားသတို့သမီးလေးတွေရောဘယ်လောက်တောင်လှနေလဲဘောရွှေရောင်လေးနဲ့ပြောပြပါဦးအန်ဒီဟုတ်အန်ဒီကျေနပ်တာဘောသမီးရယ်သမီးတွေရောချင်းမလေးရောตาရောလှတဲ့အတွက်မို့အန်ဒီအရန်ကျေနပ်တယ်ပီတိတွေဖြစ်တယ်အရန်လဲဝန်တာတယ်ဘောနော်ဟုတ်ကဲ့ပါအရန်ဆိုရင်ဒါဆိုပြရောင်လေးလည်းတက်ပြပြပြလို့ရလားအန်ဒီရွှေစစ်လေးလည်းလောက်ရတယ်လို့ပြောတယ်ဘောအဲ့ဒါတော့ဟုတ်တယ်သမီးရယ်ရွှေစစ်ကတော့မှန်တာဘောနော် ဘယ်နှပိတ်တာတော့အန်ဒီမသိဘူးပေါ့နော်သူတို့တော့ပြောတာပေါ့နော်အန်ဒီတော့ရွှေမန်းတို့သိတာလည်းပေါ့နော်ပိတ်တာချင်းတော့အန်ဒီကမသိဘူးသူတို့နော်ပြီးတော့လက်ကန်ပိုင်းလေးရလဲရွှေရွှေနဲ့လည်းဒါတို့ပြောတော့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ရွှေနဲ့လှုပ်ထားတယ်အဲ့ဒါအန်ဒီကိုနိုင်ကရာဇန်နီယာအဲ့ဒါလေးအန်ဒီကကြည့်ယူတော့ပီတီတွေဖြည့်ယူတော့ဝန်နဲ့တအားတာနေတာပေါ့နော်ရွှေမန်းလေးကတော့အရင်လှတာပေါ့နော်เออตัวก็ပြောတယ်မမီးတိမီကုန်းပဲအယောင်လေးရပါတော့ရွှေရောင်ဖြစ်တဲ့ကြောင့်ဗဒမရားနဲ့တိမီနဲ့ပူလိုက်မလို့ထင်ပါတယ်ဆိုတော့ဟုတ်တာဗောတိမီရဲ့လို့ရန်လေး စတာပေါ့နော်ဆိုတော့မိမိကလည်းလက်ခံတာပေါ့နော်အဲ့ဒါကြောင့်မလို့မိမိတို့တပွဲလုံးကိုသူကပြတယ်ညာအားလုံးဆင်လိုက်တာပြည်တက်တီရောအကုန်လုံးပေါ့လုပ်ငန်းရှင်အပရိုမြာချစ်ကြတယ်လေချစ်တဲ့ကြမှုသူ့ကိုလည်းပေါ့ဒါလေးကိုတော့အစင်ပြေးမယ်ဆိုတော့ထိတ်တန့်ရှိပင်ရသူ့တဲ့တိတန့်မျိုးခတ်ပြီးတော့စင်မင်းတို့အတရားကြားရတာပေါ့နော်အဲ့လိုမျိုးပေါ့မင်္ဂလာပေါင်းတဲ့ပိုင်ဆိုင်နိုင်ပါစေကြောင်းတောင်းစုပြုရင်းနဲ့လက်ခုပ်ဩဘာသောမနာထတ်လောင်းချီးမြှင့်နိုင်အောင်လားခင်ဗျာ ဒီနေ့ရောဒါတက်တည်ရှိတာစင်ပေါ်မှာပေါ့နော်။ဒါဒီချာလေးပန်းကုန်းလေးတွေစပေးဖြစ်တယ်။အပ်ပေါ်မှာရောမမီတဲ့ပြင်းနေမိရတဲ့တမီးတို့တက်ကပေါ့နော်ဖုန်းဖြတ်နေတဲ့တမိုးရှိတဲ့ဒီမှနေပါဖြစ်တဲ့ကြောင့်မလို့တဲ့ပြင်းနေမိနေဆွတ်တာတမီးတို့အရင်ကျင်းနေပြီဖြစ်ပါတယ်လို့တမီးတို့ကပြောတောင်းဆိုတာပေါ့နော်အဲ့ဒါမိတို့ကလည်းလုတ်ပြီးမဲ့တမီးနဲ့တာနေလို့သူတို့နှစ်ယောက်တောင်းဆိုတာအမီတို့ဖီတို့နှစ်ယောက်ကလည်းငေးလေးငေးမရပေါ့နော်သူတို့အဖေနဲ့မိရလည်းငေးလေးငေးမရဆိုတော့တမီးတို့တက်ကပူရောတဲ့မြင်းမြတ်တဲ့ အရာဖြစ်တဲ့ကြောင့်လို့ပေါ့တဲ့ဖေရောမီတို့နှစ်ဖက်ပြပါကဒါလေးကိုပေါ့မီဟောမီတို့ဖေတမီတို့ပေါ့နော်ဆိုတော့ပန်းကုန်းလေးစုပြီးပါဆိုတော့တောင်းဆိုတော့ပေါ့နော်အဲ့ဒါနဲ့အန်တီနက်ကသူ့ဘေးဖြစ်တာပေါ့နော်အဲ့ဒါအဲတာသမီးတွေထဲမှာရှေ့မှာကိုကိုငွေဆောင်ရတဲ့တာသမီးတွေလည်းရှိတော့တာသမီးတွေမှာမြန်မာပန်းကုန်းဆိုတာကိုသားငယ်တယောက်ပဲလားဟုတ်တယ်ကိုသားငယ်တယောက်ပဲစုပြီးပူတဲ့အတရားအန်တီကသူတို့အဲ့လိုပြောတဲ့အခါကျအန်တီကအာအာလေးတင်နေပေါ့ဝန်လေးဝန်တာပီတိလည်းအញ្ញာဖြစ်သွားတာပေါ့နော်ထူချားတဲ့စီစဉ်လေးပေါ့ အန်တီကလက်ခံလိုက်တာပေါ့နော်လက်ခံဖြစ်တာပေါ့အဲ့တော့ဟိုစင်မမဘန်ကုလို့စွနေတဲ့အချိန်မှာခန်းစားချက်လေးပြောပြပါအောင်အန်တီဟုတ်လိုလေးစိတ်ထဲမှာလှုပ်ရှားနေမိလဲပေါ့စင်မတက်တော့အန်တီကမလှုပ်ရှားဘူးတမီးရေဒေါ်ဂီတန်တချင်းလေးဆိုတဲ့ခါကျအန်တီဝန်နေမိတာပေါ့နော် ဒီပွဲလေးရတော့ဟိုကောင်မသူတို့တက်ကိုအန်တီကိုနိုင်ကလည်းပန်ကုန်လေးဆွရတဲ့စစ်ကွင်းလေးရတယ်ဟောနော်ကိုရဲ့ယင်းနှီးတိချာသားသမီးလေးသူပဲအန်တီကသဘောထားသမီးလေးကိုလည်းလေဆိုတော့လေဟိုတက်ဆုတ်တဲ့ချိန်မှာပီတိကတအားဖြစ်တာပေါ့ပြီးဒါမဲ့ခမားတွေဝီပြီးတော့ထိုင်ပြီးတော့ပေါ့နော်ဒေါ်ဂီတချင်းဆိုတဲ့ချိန်မှာဒီမှာနှစ်ပေါက်ကတော်တဲ့ချိန်လေးမှာအန်တီရမ်းမယ်ပီတိဖြစ်တယ်ဝင်နေတာပေါ့နော်ပီတိမြဲရည်ပီတိမြဲကြတာအန်တီပေါ့နော် င်မှာပီတိမြင့်ကြီးကြွားတာတွေတွေ့လိုက်ရတာเนาะအဲ့ဒီပွဲထဲမှာเนาะအဲ့ဒီရလေပေါ့တမီးတွေလက်လှချင်းနေ ပါးလေးကိုလည်းလှစီခြင်းနဲ့ဆိုတော့ဗောနော်အဲ့ဒီပွဲလေးမှာဗောနော်ဟိုသူတို့လေးပူတော့ပူလှတော့အောင်ဗောနော်ဘယ်နေရာလေးမှာဘလိုလေးဆိုရင်ပူလှတော့မယ်ဆိုတာလေးလက်လေးကိုပယ်လိုက်ပါဦးတာလေးကြီးလိုက်ပါဦးအဲ့လိုမျိုးအနေရပေးရနေတော့ပြောပြတာဗောနော်အဆုံးတိဗောနော်သူတို့ဟောမစင်းမချင်းတိဘူးအဒီရလေးအနာစိတ်စိတ်ကြီးယူတော့သူတို့လေးကိုဟိုကောင်းနှက်စီခြင်းတော့ကောင်းတာလေးတွေဗောနော်အန်တီရလေးအပြောဆိုတွေပါလေလေ ဟိုကျန်းတာမကြိုက်ဘူးတမီးရယ်အဲဒီစိတ်တက်လေးပေါ့နော်အဲပြောလို့ဆိုရှိရင်အချောင်းနဲ့ကျိုးနဲ့ပြောမှဒီလေးကကြိုက်တာပေါ့နော်အဲမှားရဆိုရင်သားဒါလေးကမှားနေတယ်နော်မမေးရမကြိုက်ဘူးအဲပြောတာဆိုတာလေးရဒီမူရမမကြိုက်ဘူးနော်လို့အန်တီအမေပြောတာပေါ့နော်တခါလေသူတို့အမူရရိုင်းဝိုင်းတရားသူတို့စကားမပြောတော့ဘူးသူကလက်မခံဘူးပေါ့အဲကိုမကြိုက်တဲ့အမူရဆိုရင်ဒီကသူတို့ပြောစကားနားမထောင်တော့ဒီမကြိုက်ဘူးပေါ့နော်အဲအဲဒီကရတော့ယူသားလေးတွေပြောမယ်ဒီကရတော့ ဟိုမိဘနှစ်ပါးကိုယူတည်မင်းပြောတာဆိုတော့ရင်ကျေးမှာမျိုးတွေဆိုတာဒီကဒါတည့်ရစိတ်လေးပေါ့နော်ဟိုမူရရိုင်းနာတွေအစအပြည့်စုံရိုင်းနာတွေအစမရင်ကြည့်တည်လေးမကြိုက်ဘူး ဆက်ပြီးတော့ချစ်ပေးကြပါ သူတို့လည်းအားပေးကြပါသူဒီပြောချင်ပါတယ်